ဦးလေးတခွန်းပြောချင်တာကအာညင်ညွတ်ကြပါစီးအောင်ကြပါဘရောမမညင်ညွတ်ဘူးမမစီးအောင်နဲ့ဘာလို့လဲဆိုတော့ငါတို့လက်ဖက်တိုင်လေးမှာတဝိုင်းထဲမှာရှိရင်တောင်းမှာစကားသေးချဆွေးနေကြည့်တယောက်ရဲ့ topic ကိုတယောက်ကအာမဟုတ်ပါဘူးမင်းကရအဲ့လိုမလုပ်ပါနဲ့နော်ငါတို့ဒီမှာအခုစကားပြောရင်လေဟိုအားတွေထည့်ပြောတဲ့နဲ့ဒီအားတွေထည့်ပြောတဲ့နဲ့ဟိုအားတွေကြံသွားပြီဆိုတာထောက်ပြမယ်သူတွေအများကြီးပဲနော်အဲ့တော့အဓိကကဦးလေးတို့မြန်မာနိုင်ငံယထားနဲ့ပဲတွေ့နော်သူများနိုင်ငံယထားတွေကတော့ငြိမ့်တယ်ကိုယ်နိုင်ငံယထားကပြီးတယ်ခေါင်းတွေကစဆွဲလိုက်ပြီးတွဲဆချိတ်ပြီးတော့ စထွက်ပြီဆိုတော့ဂျလုံးကိုစောင့်ဆွဲလိုက်တာအကုန်လုံးကကမောက်ကမလေးဖြစ်ကုန်ပြီးရင် तू အချိန်ရပြီဂျုံ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 ဆိုရင် तू ကခြေဆုံးတွဲရစပြီးခုန်လိုက်တာနောက်ဆုံးတွဲတွေကလည်းရမ်းလိုက်အပေါ်မြောက်လိုက်အောက်ညီလိုက်တွဲနဲ့တွဲမညီဘူးဒါပေမဲ့ပြုတ်မသွားနော်ခြေနောက်ဝဲရရှင်းထိုးမညီစွာနဲ့ပဲဆက်တရဲရှင်ဆက်တရဲလို့ရန်ကုန်ကထွက်ရင်မန္တလေးကိုရောက်တယ်မန္တလေးကထွက်ရင်ရန်ကုန်ကိုရောက်တယ်မညီတဲ့ထိုးတွေရောက်လို့ရတယ် တယောက်နဲ့တယောက်စိတ်ထဲမှာခုပြီးတော့အောင်ဟင်းကလည်းကွာဘာတွေလုပ်နေတဲ့ကြီးကလည်းကွာဒီလိုလုပ်ရမယ်ဟာဆိုတာလူတိုင်းမှာရှိမယ်အဲ့ဒါတွေလိုက်ညီလို့မရဘူးဒါပေမဲ့မညီတဲ့ငါတို့ဒီဖေးလန်းဆောင်ကိုရှောင်းနိုင်တယ်ပန်းနိုင်ကိုလှမ်းကင်နိုင်တယ်နော်သူလက်မလက်မလို့လေးကင်ပါဗောလက်ညိုးကလက်ညိုးလို့ကင်ပါဗောလက်ခလဲကလက်ခလဲလို့ကင်တော့ဗောဘယ်လိုပဲကင်ကင်ငါတို့ဒီတော်လိုင်းကြီးလောက်ရမယ်